မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ31ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီဒာသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗီဒာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကမြို့လာရွာသွန်းခဲ့တဲ့မှတ်သားပွဲရာမိုးရေချင်းများမှာတနုမြို့မြို့မှာ3ဒသမ39လက်မအိမ်မဲမြို့မှာ2ဒသမ44လက်မကလေးမြို့မှာ2ဒသမ3လက်မ ။မြောင်းများမျိုး၊ဟိုင်းကြီးချင်းမျိုးနဲ့မော်လမြိုင်ချင်းမျိုးတို့မှာနှစ်တသမာ39လက်မစီ၊ကံကြီးတော်မျိုးမှာတစ်တသမာ86လက်မ၊တာပေါင်းမျိုးမှာတစ်တသမာ9နှစ်လက်မ၊ရန်ကုန်မင်္ဂလာတော်မျိုးနဲ့မှာတစ်တသမာ939လက်မ၊ပတ်သိမ်းမျိုးမှာတစ်တသမာ46လက်မ၊မအူပင်မျိုးမှာတစ်တသမာ38လက်မနဲ့ရန်ကုန်ကမာကြီးမှာတစ်တသမာ26လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ အော်တိုဘားလာရဲ့အမြင့်ဆုံးဘူဂျင်းစံချိန်တဲ့အနေနဲ့ကတော့2025ခုနှစ်အော်တိုဘားလာ30ရက်နေ့ညနေ3နာရီခွဲချိန်တိုင်းထွာချက်များအရဇောင်းတူမြို့မှာ36.6ဒဂရီဆက်စီယပ်69.9ဒဂရီ ဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ36.5ဒဂရီဆက်စီယပ်69.9ဒဂရီဖာရန်ဟိုက်ဖြစ်က1994ခုနှစ်အော်တိုဘားလာ9ရက်နေ့ကတိုက်ထွာရရှိခဲ့ပါတယ် ဒီနေ့နေ့လဲတနအိခွဲချိန်မူလီဝတာကျူရူမဖမ်းရရှိတဲ့ပုံအရာကပ်ပလီပလဲပြင်းဘင်္ဂလားပလဲအော်အရှိလေပိုင်းနဲ့အရှိတောင်ပိုင်းတို့မှာတိမ်ထူထက်နေပြီးကြံဘင်္ဂလားပလဲအော်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့အေယာဝီတိုင်းဒေသကြီးနဲ့ဒနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးစည်းကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါတယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်အထစ်တွေမှာဒိတ်ထူထပ်နေပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မှုလေ့လာအခြေအနေပြပုံအရ တရုတ်ပြည်မကြီးပေါ်မှာတွေ့တန်းထိုးစစ်လာတဲ့လေဖျားများပေါင်တပ်ဟာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကိုတုံဝင်နေပါတယ်။မြန်မာပင်လယ်ပြင်မှာမြန်မာကန်ရီနယ်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြသည့်ရေပြင်းမြေပြင်းလေဟာတနအီကို မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြန်မာကန်ရီနယ်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေကန်ရှိနိုင်ပါတယ်။ မနေ့ပြမနေ့အထိခံမှန်းချက်များအနည်းငယ်ကတော့အေယာဝေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြည် စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတရင်တည်တည်ဖြစ်ထွန်းပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် နီတော်ရဲ့တဝရမနှက်ပြမနှက်ထီးမိုးလီဝတာချင်းနေခမ်းမန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နီတော်ရဲ့တဝရမနှက်ပြမနှက်ထီးမိုးလီဝတာချင်းနေခမ်းမန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ 33ဒီဂရီဆက်စီယပ်61ဒီဂရီဖာနဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယပ်89ဒီဂရီဖာနဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမေယာကွက်ကြောင်မိုးထချုံရွာနိုင်ပါတယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီယပ်69ဒီဂရီဖာနဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီယပ်85ဒီဂရီဖာနဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခံမှန်းချက်များအနည်းငယ်ကတော့ရခိုင်ပြည်နယ်၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှ နေရာနှံပြမိုးထစ်ချုံရွာနိုင်ပါတယ်။လာမယ့်စနေတရုံးရီအားလည်းများအတွက်မိုးလေဝသခံမှန်းချက်များအနည်းငယ်ကတော့နေပြည်တော်မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာနေရာနှံပြမိုးထစ်ချုံရွာပါမယ်။ မန္တလေးတိုင်းဒေသကြီးမှာနေရာကျကျမိုးထချုံရွာပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလင်းဝတာနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှာချမ်းသာကြပါစေရှင်